ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းနဲ့ဆောင်းပါတပုတ်ကတော့မြန်မာຫນွေဦးတော်လန်ရေးနဲ့တရုတ်ရဲ့ရေးလိုက်လွဲ policy ဆိုတဲ့ဆောင်းပါတပုတ်ပဲဖြစ်ပါတယ်မြန်မာနိုင်ငံရေးတမိုင်းကြောင်းမှာအင်းနီချင်းတရုတ်နိုင်ငံရဲ့အခန်းကဏ္ဍဟာအမြဲတစေအရေးပါခဲ့ပေမဲ့2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်းပေါ်ပေါက်လာတဲ့ຫນွေဦးတော်လန်ကြီးကာလမှာမူတရုတ်ရဲ့သဘောထားနဲ့လုံရဲ့များဟာ ပုံမူရှုပ်ထွေးလာပါလေ။မြားစွာသောနိုင်ငံကြီးလေးလာသုံးသက်သူများနဲ့မြမပြည်သူလူထုကမေကွန်ထုတ်နေကြသည်မှာတရုတ်ရဲ့ချီးကပ်မှုဟာကိုကျိုးစည်းပွားဆန်လွန်နေသလားဆိုတဲ့မေကွန်ပဲဖြစ်ပါလေ။တရုတ်နိုင်ငံ၎င်းရဲ့နိုင်ငံခြားရေးမူဝါဒမှာပြည်တွင်းရေးဝင်ရောက်မဆော့ဖက်ရည်လို့ကြွေးကြော်လေးရှိပေမဲ့မြမအရေးမှမူထိုမူဝါဒဟာပုံသဏ္ဍာန်ပြောင်းလဲလေးရှိပါလေ။ တရုတ်တဲ့မြန်မာနိုင်ငံဟာရူးရှင်းတဲ့အင်းကြီးချင်းနိုင်ငံမဟုတ်ပါဘူးတရုတ်တို့ရဲ့ရဝန်းနဲ့ပိုးလန်မှစီမံကိန်း BRI အရာမြန်မာနိုင်ငံဟာမလကာရေးလက်ကြားကိုရှောင်ကွင်းပြီးအိန္ဒိယတမုတ်တရာတို့တိုက်ရိုက်ထွက်ပေါက်ရနိုင်တဲ့တခုတည်းသောမဟာဗျူဟာလမ်းကြောင်းဖြစ်ပါလေရခိုင်ပြည်နယ်မှာတရုတ်နိုင်ငံယူနန်ပြည်နယ်ထိပ် ွဲတန်းထားတဲ့ရေနံနဲ့တဘာဝဓာတ်ငွေပိုက်လိုင်းများဟာတရုတ်ရဲ့စွန့်ရင်လုံခြုံရေးအတွက်အသက်သွေးကြောဖြစ်ပါလေကီလိုမီတာ2000ကျော်ရှည်လျားတဲ့နေဆံမြင့်တစ်လျှောက်တည်ငြိမ်ရေးဟာတရုတ်တို့အတွက်အဓိကဦးစားပေးဖြစ်ပါလေဒါကြောင့်တရုတ်ရဲ့ချီးကပ်မှုဟာဒီမိုကရေစီသို့မဟုတ်လူအခွင့်အရေးပေါ်မှာအခြေမခံပဲတည်ငြိမ်မှုနဲ့၎င်းတို့ရဲ့စီမံကိန်းများလေပတ်နိုင်မှု ်ဘောတွင်သာအပြည့်အဝအခြေခံထားတာကိုတွေ့ရပါတယ်နွေဦးဒေါ်လန်ရေးအစောပိုင်း ကာလများမှာတရုတ်ဟာအကြမ်းဖက်စစ်ကောင်စီကိုကုလသမဂ္ဂလုံခြုံရေးကောင်စီမှဘီတူအာနာနဲ့ကာဝယ်ပေးခဲ့တယ်လို့စီဝါရေးရလဲဆက်လက်ပံ့ပိုးခဲ့ပါတယ် ဒါကိုကြည့်ရင်တရုတ်ဟာအချမ်းပတ်စစ်ကောင်စီဘက်တော်သားလို့ထင်မှတ်เสียရှိပါတယ်။ဒါပေမဲ့အခြေအနေဟာထင်သလောက်မယိုးရှင်းလာပါဘူး။တရုတ်ဟာစစ်ကောင်စီကိုထောက်ခံတရားပြနေတော့လေတဖက်မှာနေဆက်ဒေသမှာရှိတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ EU နဲ့လည်းအခိုင်အမာဆက်ဆံရေးတည်ဆောက်ထားပါတယ်။ညီနောင်မမိတ်၃ဘွဲ့ရဲ့၁၀၂၈စစ်စင်ရေးဟာ EU ချက်ကိုမိမောင်းထိုးပြလိုက်ခြင်းဖြစ်ပါတယ်။ တရုတ်ဟာစစ်ကောင်စီကိုလုံးဝအုတ်တုံထောက်ခံတယ်ဆိုပါကထိုစစ်စင်ရေးကိုတားဆီးနိုင်စွမ်းရှိပါတယ်။သို့တော့တရုတ်နိုင်ငံသားများကို ပြစ်မှတ်ထားတဲ့ကြားဖြန့် online scan လုပ်ငန်းများကိုအကြမ်းဖက်စစ်ကောင်စီကနှိမ်နှင်းပေးနိုင်ခြင်းမရှိတဲ့အခါတရုတ်ဟာတော်လိုင်းရေးအင်အားစုများကိုမီးစိမ်းပြကာမိမိတို့ရဲ့အကျိုးစီးပွားရာဇဝတ်မှုနှိမ်နှင်းရေးကိုအကောင့်ထဲပေါ်ခဲ့ပါတယ်။ဤဖြစ်ရာတရုတ်ရဲ့ policy ဟာ မိသူတက်တက် ကို့အကျိုးစီးပွားမပြည့်စည်ရဆိုတဲ့လက်တွေ့ဗရာဏဝါရပရမက်တီဇင်ဆန်လွန်းကြောင်းတက်တည်ပြနေပါလေမြမပြည်သူလူတို့အနေနဲ့တရုတ်ရဲ့ချီးကပ်မှုကိုအလွန်မင်းကိုကျိုးစီးပွားဆန်တယ်လို့ရှုမြင်ကြတာမမပါဘူးအကြောင်းရင်းကတော့မြမပြည်သူအများစုဟာစစ်အာဏာရှင် စနစ်ကို အမြင့်ဖြတ်ချင်ကြပေမဲ့ တရုတ်ဟာအကြမ်းဖက်စစ်ကောင်စီ ပြိုလဲသွားရင် ဖြစ်ပေါ်လာမဲ့မင်းမဲ့ဇယိုက်နဲ့၎င်းတို့ရဲ့ယင်းနီမြုံနံမှုများပျက်စီးသွားမှာကိုစိုးရိမ်လို့အကြမ်းဖက်စစ်ကောင်စီကိုအသက်ဆက်ပေးနေတယ်လို့ပြည်သူများကခံစားကြရပါတယ်။လက်ရှိအချိန်မှာတရုတ်ဟာမြန်မာပြည်ထွက်ပေါက်ဖြစ်အကြမ်းဖက်စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုထောက်ခံ အားပေးနေတဲ့လက္ခဏာများပြသနေပါတယ်။ ၎င်းဟာတော်လိုင်းရင်အင်အားစုတွေရဲ့ရည်မှန်းချက်နဲ့ဖြောင်းဖြောင်းကြီးဆန့်ကျင်နေပါတယ်တရုတ်ရဲ့လုပ်ရက်များဟာအကျိုးစီးပွားဆန်လွန်းတယ်လို့ဆိုနိုင်တော်လဲနိုင်ငံကဆက်ဆံရေးသဘောတရားရကြည့်မယ်ဆိုရင် real politics လက်တွေ့နိုင်ငံရေးကိုကျင့်သုံးနေခြင်းဖြစ်ပါတယ် မိသည့်နိုင်ငံကြီးစူပါပါဝါမဆူ၎င်းတို့ရဲ့အမျိုးသားအကျိုးစီးပွား national interest ကိုပထမနေရာမှာထားလိရှိပါတယ်။တရုတ်ရဲ့မြန်မာမြန်မာနိုင်ငံရဲ့ဒီမိုကရေစီရရှိရေးထက်တရုတ်နိုင်ငံရဲ့နေဆက်လုံခြုံရေးနဲ့စီးပွားရေးလမ်းကြောင်းပွင့်လန်းရေးကပိုအရေးကြီးပါတယ်။ဒါကြောင့်သူတို့ဟာနိုင်ရနိုင်ကြီး ရှိသူဒါမှမဟုတ်နည်းမြေစိုးမိုးနိုင်သူမိသူနဲ့မဆူစစ်ကောင်စီနဲ့ ဖြစ်စီဤအာဝများနဲ့ဖြစ်စီလက်တွဲဖို့ဝန်လေးမှာမဟုတ်ပါဘူးညီကုန်းချုပ်ဆိုရတော့မြမနွေဦးတော်လန်ရေးပေါ်တရုတ်ရဲ့ချီးကပ်မှုဟာအလွန်မင်းအကျိုးစီးပွားဆန်းတယ်ဆိုတဲ့ကောက်ချက်ဟာမှန်ကန်လှပါတယ်တရုတ်ဟာမြမပြည်သူများရဲ့လွတ်လပ်ခွင့်နဲ့တရားမျှတမှုအတွက်ရက်တီပေးမဲ့မိတ်ဆွေစစ်မိတ်ဆွေမှန်မဟုတ်ဖဲ၎င်းရဲ့အကျိုးစီးပွားလိုအပ်ချက်အရာ ကစားကွက်ရွှေ့နေတဲ့ကစားသမားကြီးတဦးသာဖြစ်ပါတယ်တော်လိုင်းရင်အင်အားစုများနဲ့မြမပြည်သူများအနေနဲ့တရုတ်ကိုရန်သူအဖြစ်လုံလုံလျားလျားတတ်မှတ်လိုက်ခြင်းထက်တရုတ်ရဲ့ဤကိုကျိုးစည်းဝါးဆံမှုကိုကောင်းစွာနားလည်သဘောပေါက်ပြီးမိမိတို့ရဲ့တော်လိုင်းရေးအားသာချက်အဖြစ်မိတို့ပြန်လဲအတုံးချမလဲဆိုတာကိုတန်တမန်ကြီးရပါနဲ့စွာစဉ်းစားကြရမှာဖြစ်ပါတယ် ်ပြည်သူတို့ရဲ့တရားသောစစ်မုတ်ချအောင်ရမယ်